ရှင်ပြုလူသွားတဲ့ကောင်အောင်မျက်စံရန်လူရဲ့ကျွန်တော်ကလည်းအမအဲ့ဒီနည်းနာရတာ၅နှစ်လောက်ရှိပြီဒါကျွန်တော်ပထမဆုံးကားပေါ့နော်ခုနေမနေ့ကလည်းခုမှဒါစဆုံတော့ဆိုတော့အဲသူနာမည်တော့အရင်ကြီးနေတော့ကိုမဆုံဘူးတော့အလောက်မထင်ဘူးဒါပေမဲ့တကယ်ရိုက်ကြည့်လိုက်တဲ့အချိန်မှာမှတော့သူ့ရဲ့အမှုပညာပေါ်ယူသွမှုသူ့အမှုပညာဝန်းစားအဲတော်တော်လေးကိုသူဘယ်လိုပြောမလဲတော်တော်လေးကောင်းတယ်လိမ့်လာထားတယ်ပြီးမှနေတဲ့ငါနဲ့တွေ့မယ် မျက်စံကိုတင်းအောင်လုပ်နေကြတယ်။အောင်မျက်စံတင်းလိုက်ရင်ဘလောက်ထိရှော့ရခတ်တယ်ဆိုတော့မသိရ။ကျွန်တော်သူတို့လည်းဥကြောကားနေငယ်ငယ်ကျွန်တော်တို့လည်းတူတူပဲဟိုဒီနေရာပေါ်မှာကြည့်တော့ဥကြောကားကိုကြည့်ခဲ့တာများမယ်ကိုသားကြီးကားကိုကြည့်ခဲ့မှဒီပေါ်မှာအမှုပညာကိုချစ်တဲ့စိတ်ယူသွတ်တဲ့စိတ်ရှိတော့အဲဒီနေရာတွေကအဲ့မှာသူတို့ကြည့်ရင်းနဲ့ဟိုမှတ်ခဲ့တာတွေ အမြင်စရာအနေနဲ့ဖြစ်ခဲ့မှာပေါ့လေဖြစ်ခဲ့တော့ဒီပုံမှာသူတို့ကိုယ်တိုင်တကယ်မင်းသားဖြစ်ပြီးလောရတဲ့အခါကျတော့ကိုအရန်ယူတွတ်တယ်လို့ပြောရဲဟာတယ်ပေါ့အဲပါရာလရှိတယ်လို့ ျွန်တော်ကလည်းအမအဲ့နားရတာ9နှစ်လောက်ရှိပြီဒါကျွန်တော်ပထမဆုံးကားပေါ့နော်ခုနေမနေ့ကလည်းခုမှဒါစဆုံတော့ဆိုတော့အဲသူနာမည်တော့အရင်ကြီးနေတော့ခုမစုံဘူးတော့ဘယ်တော့မထင်ဘူးဒါပေမဲ့တကယ်ရိုက်ကြည့်လိုက်တဲ့အချိန်မှမှဟောသူ့ရဲ့အနုပညာပေါ် YouTube မှုသူ့အနုပညာဝန်းစားအဲတော်တော်လေးကိုသူဘယ်လိုပြောမလဲတော်တော်လေးကောင်းတယ်လေ့လာထားရဲဆိုတော့ကိုယ်တိုင်လက်ခံလိုက်တာမဟုတ်ဘူးဘယ်လိုရှင်ပြလို့သွားတဲ့ကောင်အောင်မြတ်ဆန်ရန်လူရဲ့ ိန်မှာဘယ်လိုပဲမနော်ဟိုလူတွေကဟိုဥကြုံကိုကြီးကြီးလဲလူကတော့ဘယ်လိုပြောမလဲဒါကြောင့်ဟိုသူတို့လည်းဥကြုံကလည်းငငယ်ကျွန်တော်တို့လည်းတူတူပဲဟိုဒီရာတွေပေါ်မှာကြည့်တော့အဲဥကြုံကောင်ကိုကြည့်ခဲ့တာများမယ်ကိုသားကြီးကောင်ကိုကြည့်ခဲ့မှဒီပေါ်မှာအမှုပညာကိုချစ်တဲ့စိတ်ယူသွတ်တဲ့စိတ်ရှိတော့အဲဒီရာတွေကအဲ့မှာသူတို့ကြည်ရင်းနဲ့ဟိုမှတ်ခဲ့တာရဲ့ အမြင်စရာအနေနဲ့ဖြစ်ခဲ့မှာပေါ့လေဖြစ်ခဲ့တော့ဒီပုံမှာသူတို့ကိုယ်တိုင်တကယ်မင်းသားဖြစ်ပြီးလောရတဲ့အခါကျတော့ကိုအရန်ယူတုတ်တဲ့လူပြောရဲဟာတွေပေါ့အဲပါရာရှိတယ်လို့ဟိုကွဲတာလေးလည်းရှိမှာပေါ့အဲဒါကျွန်တော်အဲ့ပုံမှာじゃအိုက်တင်ကြတော့ကိုတော့မတုံ့လက်တတ်ပါဘူးတို့တော့လေအဲဆိုတော့ तू तू crazy ဖြစ်တဲ့လူတယောက်ပုံမှာတော့ तू အနေများတော့ဒါလူတိုင်းမှာရှိကြတယ်ကျွန်တော်လည်းဘလူးကိုစံထားတယ်ဘလူးအိုက်တင်ကိုကြိုက်တယ်ဆိုတော့ရှိကြတာလေတော့ပြီးမှအနေနဲ့ငါနဲ့တွေ့မယ်အောင်မျက်စံကိုတင်းအောင် လုပ်နေကြတယ် အောင်မျက်စံတင်းလာရင်ဘယ်လောက်ထိရှော့ရခတ်တယ်ဆိုတော့မသိကြစမ်းစားမှုကတော့ကောင်းတယ်ဒီပုံမှန်တော့ तू တော်တော်ကိုယူယူတွတ်တွတ်အဲရှိတယ်အဲအလုံးလုံးတဲ့နေရာမှာလဲအဲ့စိတ်ကို तू ဟိုဟိုကက်လို့ online ရတော့အဲ့နောက်မှာအဲ့စိတ်က तू ကဒီအောင်မျက်စံဆိုတဲ့စိတ်တခုက तू တောင်းလျှောက်ကို तू ကဖြစ်နေတာဒီစိတ်ကတောင်းလျှောက်ကို तू ကမွေးထားတာအဲ item ကိုလုံးဝချသွားတယ်ဆိုတော့မရှိဘူးစင်းတိုင်းစင်းတိုင်းမှာ तू ဒီဟာကိုတည့်သွားတာအဲဒါမျိုးလေးတွေတော့မြင်ရတယ်မလောင်းလာဘူး မရောင်းနိုင်ဘူးငါသားရာခော့ပစ္စည်းမဟုတ်ဘူးနေပြန်တော့ဒီနေဟာမှာအမတ်တရားဟာကတော့ရှိတယ်မှာဒီမှာကျွန်တော်တို့ဒီကျွန်တော်ဟိုနေကြောက်ပောင်းခွာပေါ့ကျွန်တော်တို့ကလည်းကျမတော်ဆယ်မှာပေါ့ဆယ်မှာကျွန်တော်အပြေးလိုက်တွေရိုက်တော့အဲ့လိုပေါ့ lighting ကိုလုပြီးဟိုဟာဖြစ်နေရတဲ့အချိန်ဆိုတော့မှာရဲ့ဟိုမှာအပြေးလိုက်မှာကျွန်တော်တို့ဟိုမှာ ဟိုဘယ်လိုပြောမလဲဈီးစူးတွေဈီးစူးတွေရှိတယ်သုံးတော့တာဖြတ်နင်းတာပဲဖက်နဲ့လည်းမပါကြအောင်နင်းနင်းတာပဲအချိန်လူနေရတဲ့အချိန်တော့အဆူရာကြီးပိုင်းလည်းမသိတော့ဘူးတော့ဟွာပေါ့ကျွန်တော်သူရိယသူရိယဆိုဝိုင်းပြီးတော့ထိုးချကြိတ်ရတဲ့အချိန်ဆိုကျွန်တော်သူရိယကြီးအောက်မှာပြစ်လဲနေအဲအောင်လေးကံညာဆန်းဆိုဝိုင်းကံနေကံတော့တကယ်လေးအောက်မှာကံမိနေကွာကိုလူကျော်လေးလို့မကြောင်းနဲ့အဲ့တော့ break တွေမသိဘူးဘုံဘုံဘုံနဲ့အကိုကြီးအောက်ကထိနေထိနေ သူ sorry ရနေပြီးမှပဲတောင်းမှအဲ့လိုပါနော်အမတ်တရားရဲ့အလွဲတွေကတော့အများကြီးပါပဲမှာဟုတ်အဲဒီဟို academy တော့မသိဘူးဒါပေမဲ့ပေးတဲ့ပေးတဲ့ academy ကတော့အဲဒီ main actor ကြီးတွေတော်တော်များများရောကျွန်တော်ဥပမာဖေးဦးစောင်းနိုင်လို့လို့ခင်းမမျိုးတို့လို့ငါလားကိုဖြိုးတို့ရောအကုန်လုံးပေါ့နော် character အားလုံးအားလုံးကအကုန်လုံးကောင်းနေကြတော့သိကြပါလေပေးသက်ကပေးတဲ့စုကတော့အကုန်လုံးရကြမှာပါဟို academy ကတော့ကျွန်တော်လည်းမပြောတတ်ဘူး သူက message ဆိုတော့ကျွန်တော်ပြောပြတာကမြန်မာလူမျိုးတယောက်ရဲ့မြန်မာရဲ့အမှုပညာဆိုတော့ပြောတဲ့ဒီ sign အမှုပညာပေါ့ sign အမှုပညာရဲ့ရပ်တာပေါ့အဲဒီဟာတွေလည်းပေါ်လွင်အောင်ရိုက်ပြထားတယ်ဆိုတော့တကယ်ကိုကြည့်တဲ့မြန်မာကားစစ်စစ်ပေါ့မြန်မာ tradition နဲ့ပေါ့အဲဒါဒီဒီဟာလေးပြီးထားတာပေါ့ညမ ။ငောက်ဒီနေရာမှာတူးနဲ့တရားနင်းနေချင်းလို့လား။အခက်ခဲရရှိတယ်မှာဟိုအရန်လုံးချင်လို့လားပြန်ရိုက်တာတိုးတော့လဲဘယ်လိုပြောမလဲမရိုက်တာကြတော့ကိုင်းစိမ့်နေတော့မှာနည်းနည်းတော့အဲကြောက်တာရွံ့တာတွေတော့လဲစာပိုင်းမှာလို့ရှိတယ်။နောက်ပြန်လုံးလိုက်တော့လဲအဲသူ့နဲ့သူတော့အဆင်ပြေပါတယ်။ အဲဒီကားမှာပေါင်ခွင့်ရတာတော့အရန်ကျင်းတ်ပါဘာလို့ဆိုတော့နောင်လဲဒီလိုကားမျိုးကရိုက်ဖြစ်ခြင်းမှာလည်းရိုက်ဖြစ်မှာရှေ့မှာလည်းရိုက်ထားတာလည်းမရှိဘူးဆိုတော့အဲဒါကိုကျော်ထွန်းလည်းတကယ်ကိုအားထည့်ပြီးတော့ရိုက်ထားတဲ့ဒါမုံဆွဲပြီးရင်သူ့အနေနဲ့ဒီကားပေါ်မှာသူတော်တော်ဟိုဖြစ်လာဆိုတော့ကျွန်တော်လည်းပျော့ပါတယ်ပေါ့ဒီကားကို